ပထမမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒျူရှင်းချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့မတ်လ16ရက်နေ့ဖြစ်ပြီးတော့ဒီနေ့ညရဲ့ညပိုင်းသတင်းအချို့ကို ော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီ online တရားဝင်နေတဲ့ကတော့ပြည်သူကရွေးကောက်တဲ့အစိုးရကိုသာသူ့နေတဲ့လက်ခံမှာဖြစ်ကြောင်းကိုပြောခဲ့ပြီးတော့အခုချိန်မှာဆိုလဲဘလို့မျိုးဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ညီမျှတဲ့နိုင်ငံတစ်ခုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ဗစမပြောနေပြီမလဲနောက်ပိုင်းမှာဘုံတွေကျဲနေတာတော့အားလုံးသိမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲဘုံတွေကျဲတဲ့သူတွေကိုဘုံကျဲပြီးပြန်လာတိုင်း၅သိန်း၅သိန်း၅သိန်းစုကြီးချနေတာကိုလဲအားလုံးကတက်တရင်းကြီးမြစ်တွေထဲကသိရှိနေရပါတယ်။နောက်တစ်ခုအနေနဲ့ကတော့မင်းအောင်နိုင်အနေနဲ့ထိပ်ပိုင်းမှာရှိတဲ့ ယာရုကြီးတဲ့သူတွေအကုန်လုံးအခုဆိုမှယာရုတွေထက်မှန်တိုးမြင့်တဲ့ပွဲကိုလည်းနေပြည်တော်မှာပြုလုပ်ခဲ့တာကိုတွေ့ရှိရပါတယ်လူမျိုးနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပွဲကိုလည်းဘောမအပေါင်းမသာလောင်းနေကြရင်မျိုးထောက်ခံနေတာလည်းတွေ့မြင်နေရပါတယ်ဒီလိုမျိုးဘောမအပေါင်းထောက်ခံမှုတွေနဲ့မင်းအောင်နိုင်ပြုလုပ်နေတဲ့ပွဲလေးကိုဒီဗီဒီယိုရဲ့အစမှာဖွင့်လိုက်မှာဖြစ်ပြီးတော့သူတို့နဲ့ live ဖက်တဲ့ချင်းလို့လည်းကျွန်တော်အနေနဲ့ရွေးချယ်ပြီးထည့်ပေးထားပါတယ်တော်လန်မျိုးတွေအားလုံးပဲနောက်မှလည်းဒီနေ့ညရဲ့နောက်ပဆုံးညသတင်းတွေကိုပေါ်ပြပေးတာဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးအဆုံးထိကြည့်ရှုသွားဖို့ကျွန်တော်ဒီနေရာကနေပြီးတော့တက်မှန်နှိုးဆော်လိုက်ပါတယ် ီဒီကူလိုက်အောင်လို့ဆက်ပြီးကူညီသွားမလဲဆိုတာကိုပြပြ။ကျွန်တော်တို့ပြည်သူစံတန်းနဲ့ချုပ်ပေါ်လည်းရတာတော့လက်အောင်။ကျွန်တော်တို့အမျိုးသားတော်ဆက်နာပြည်ရာဒီမှာဒီခါလေးပါတီလို့ဒီကဒီကေချီမေအောင်လိုက်တတခါရဲ့ဆက်ပလက်တိုင်းမေလုံးကမေအောင်လိုက်တတခါရဲ့ဆက်ပလက်တိုင်းโอ้ နေပြီလားဟေးအပြုံနဲ့ရှင်းစမဟာဟေးလက်နဲ့ကြီးရှင်းမထဟေးအကြောက်လာပါပြီဟာပလတ်တာရရပဲပလတ်တာရရပဲပလတ်တာရရပဲပလတ်တာရကောင်းမရကောင်းမရကြောင်းတော့ပြောတယ်စပါပဲတကနွေးရှင် great american great again အပြောင်းပြောဟာမအေးလို့ရဟမ်ဘာ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 လဲမေးရ ီလူတွေသိကြည်နေဆေလို့မေးတာပါဗျာ။မလည်းမမေးရဘူးလားဗျာ။အဲ့လိုမေးကွာငါလုံးမေးလောကမေးအောင်လိုက် ခိုင်ရဲ့ဆက်ပလက်တိုင်းမေလုံးကမေအောင်လိုင်းတတ်တခိုင်ရဲ့ဆက်ပလက်ကိုင်းစီးဘူးလို့တက်စီးစီးသွားတာကလာကြီးပြည်သူတွေကိုသွေးဆုပ်တဲ့မသိသေးရဲ့နွားကြီးအောက်ချင်မာတော့တတ်ချင်းအပေါ်မာတော့ဟတ်ချင်းပြည်သူတွေကမင်းတို့ကို လက်တုံးကြောင့်ထောင်လေးရဖဲခဲဘာလုပ်မလဲမိန်းမနဲ့ယောက်ျားအသေးခွဲတဲ့ချိန်မှာမင်းတို့ကသဘုံထလက်နဲ့ဆွတ်ပြစ်ခတ်ဖို့ငါတို့တမကြီးများရဲ့နေတဲ့ဒီသွေးတဲ့လမ်းမပေါ်ပြန်ချပြန်ရမယ်ဒီမိုကရေစီငါတို့တွေတိတ်ကတပြတ်စမယ် င်တို့များဟောကြည်စက်အကြော်ကြော်ကျွန်တော်တို့တရားဥပဒေနဲ့ညီကျွန်တော်တို့ပြေးပါဖြစ်ပါတယ် ရောင်းသုံးတဲ့နေ့ပုံနေနဲ့ကတော့မကွေးတိုင်းစလင်းမြို့နယ်တညောင်တိုက်နယ် EBC ရုံးမှတဆဲထားတဲ့ကျမ်းပတ်စစ်တကူ PDF တပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ခဲ့ပြီးနောက်စစ်သားချင်းချင်းခန့်ရံဖြစ်ပွားပြီးပစ်ခတ်ရာမှာတဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့ကင်းဆောင်နေတဲ့စစ်သားနှကောင်တကောင်နဲ့တကောင်ရံဖြစ်ကြတာပါ။ဟိုကလက်နက်ကြီးနဲ့ပစ်တာကိုမတီးဘူးလားတီးလာနေရံဖြစ်နေတယ်ပဲနောက်ဆုံးမှာချင်းချင်းပြင်းနေတယ်ပဲတကောင်ခွေးကြကြသွားပါလေဗျာ။နောက်ထပ်တဲ့နေ့မှာတော့မကွေးတိုင်းဂံကောမြို့နယ်မြောက်ခင်ရွာမှာရှိတဲ့ ယူဆိုဒီစကန်နဲ့မြစ်သားဆဲပေါ်မှာတဆွဲထားတဲ့စစ်ကြောင်းကိုဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်မှုမှာစခန်းမှုတဦးပေါဝင်6ဦးသေဆုံးခဲ့ကြောင်းမြန်မာပကဖတာဝန်ရှိသူကထုတ်ပြန်လိုက်ပါတယ်။မြောက်ခရမ်းကျေးရွာမှာရှိတဲ့ယူဆိုဒီစကန်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းဖြင့်အီနာဂါဘုံသီးများကျဲချတိုက်ခိုက်ခဲ့ရမှာတော့စစ်သားနဲ့ယူဆိုဒီတွေကြီးကြိုက်သေဆုံးမှုရှိနေကြောင်းလည်းသိရှိရပါတယ်။ဘုံသီးတွေကတော့များတယ်ကျဲနေတာကြားပြီးမြစ်သားမြစ်ပေါ်မှာကစက်ကတွေတက်ဆွဲထားတာ ဟမ်းမိတဲ့နှစ်ဦးကိုတော့ကောင်းမွန်စွာထိန်းသိမ်းထားပါလို့မြိုင်ပကဖကလည်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့မြိုင်ပကဖဂံကောမျိုးနဲ့တပေါင်းစုဂံကောမျိုးနဲ့ပကဖနဲ့ပေါ့မြိုင်ရုံးတဖွဲ့တို့ကစုပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေလည်းအထူးကဲမရှိကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့အကိုတိုင်းပဒေါင်းမျိုးနဲ့ညောင်ကျိုးတိုက်ပွဲမှာပို့ဆောင်ခံခဲ့ရတဲ့စစ်မှုထမ်းအပတ်စဉ်6သင်တန်းစင်းတပ်သားတွေနန်းလင်းသူကအဖို့မှာရှိတဲ့တော်လိုင်းရင်တပ်ဖွဲ့တံကိုအလင်းဝင်လာပြီးနောက်၎င်းနဲ့ပေါင်ဝင်ခဲ့တဲ့ ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေတပ်ကဘုံမကျချသည်ဖြင့်စစ်သားများပြားတိုက်ဆုံးခဲ့ရကြောင်းကိုထုတ်ပေါ်ပြောဆိုသွားပါတယ်။ အခုတိုင်းညောင်မျိုးတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့လေရင်များကမှာမြင်ပုံချင်းမှုနဲ့အေအေးတိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား120ရောက်သေဆုံးခဲ့ကြောင်းကြန့်ရှိနေသောတပ်သားများအားလုံးကလည်းတက်ပြက်ပြီးထွက်ပြေးနေကြကြောင်းစစ်မှုတန်းတပ်သားတွေကိုနန်းလင်းသူကလည်းအဲ့ဒီအချိန်မှာထွက်ပြေးခဲ့တာဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်စစ်မှုတန်းတပ်သားတွေနန်းလင်းသူက2024ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာကျုပ်ပင်ကောက်မြို့နယ်ရေပြန်စိန်ရိုးကြီးရွာမှာကျမ်းဖက်စစ်ကောင်စီကနေပေါ်တာဆွဲဖမ်းသိမ်းခံရပြီးခမာယာ6တိမ်မြုပ်တက်တွင်မှာခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပါတယ် ပုံမှန်တဆင့်တန်ဖြူစေရမြို့နယ်ဝဲကလီအမှတ်၄တက်မှာတော့တမ်းမြင့်လေးကျင်းအကြောင်းသို့ပို့ဆောင်ခံရကစစ်မှုတန်းအပတ်စဉ်၆သင်တန်းတက်ရောက်ခဲ့ရကြောင်းသိရှိရပါတယ်။ထို့သောစစ်မှုတန်းသင်တန်းတက်ရောက်ပြီးနောက်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ကွင်းရှေတန်းစခန်းကိုပို့ဆောင်ခံရကြောင်းပုံမှန်တဆင့်ညောင်ကျိုးစခန်းဆောင်ခံရကြောင်းမက်လ၁၆ရက်နေ့မှာတော့ကိုနန်လင်းသူဟာတာယာဝရီခရင်တရင်၃၈၃ညနေတက်ဖွဲ့လေးမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဘူတန်းကိုလက်နက်မဲ့အလင်းဝင်ခဲ့ကြောင်းတော်လိုင်းရဲဘော်များကပြန်ထားပါတယ်။ ။ဤသူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အကြမ်းဖက်တစ်ကောင်စီတပ်သားများအပေါင်းအဝင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရတဲ့စစ်မှုထမ်းတပ်သားများနေဖြင့်အများအဆုံးလင်းဝင်ကြရန်နဲ့တော်လိုင်းတပ်ဖွဲ့တန်းလက်နက်နဲ့အတူလင်းဝင်ရောက်ပါကထိုက်တိုက်တန်းစုချင်းမြင်သွားပြီဖြစ်ကြောင်းနဲ့တာယာဝတီခရိုင်တရင်383ညနေတပ်ဖွဲ့လေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကလည်းအတိပေးထုတ်ပြန်ထားပါတယ်။စစ်ကွေးမယောင်လည်းကူညီထောက်ပံ့မှုနဲ့ဒိန်းတောင်နဲ့အုံးစည်းတို့ကဥဆောင်ပြီးတော့လက်ရှိချိန်မှာဆိုရင်တော့လူရှင်တော်ရွာဆိုပြီးတော့စတင်ကြီးထောင်နေပြီဖြစ်ပါတယ်။ ဒါကတော့တပ်ပိုင်မီမကျူးကျော်ရဆိုတဲ့နေရာမှာစိုင်းပုပြောင်းပြီးလူရှင်တော်ရမိသူများမကျူးကျော်ရဆိုပြီးတော့အနုပညာရှင်ဟာသပညာရှင်များဆိုပြီးတော့အခုဆိုရင်တော့ဒိန်းတော်နဲ့အုံးသီးတို့ကဥဆောင်ပြီးစတင်တည်ထောင်နေခြင်းဖြစ်ပါတယ်ဒိန်းတော်နေနဲ့လဲသမန္တကြီးကိုအရန်ပဲကျေးဇူးတင်ကြောင်းကိုလည်းတက်ခါတက်ခါပြောကျင်ပါတယ်လို့ပြောထားတာကိုတွေ့ရှိရပြီးတော့အုံးသီးနေနဲ့လဲအခုလိုနိုင်ငံတော်အစိုးရကနေပြီးတော့အနုပညာရှင်တွေဟာသပညာရှင်တွေပေါ်အခုလို ိတာဟာဒါဟာမြန်မာနိုင်ငံမှာပထမအဦးဆုံးဖြစ်တယ်လို့လည်းပြောထားတာကိုတွေ့ရှိရပါတယ်။ကုလသမဂ္ဂအကျဉ်းဝေမှုကတော့အေးအေးနဲ့ဆွေးနွေးမယ်လို့ပြောလိုက်တဲ့အခါမှာတော့ဝေါ်မာဒီတက်ကလည်းဆွေးဆွေးခုံနေပါဗျာ။မြေမှုအနေနဲ့အာကတတော်အေအေကနေဘုဂျိုထွန်းနိုင်နဲ့ဆွေးနွေးမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမာတွေပါတယ်များပေါက်ကွက်နေတယ်ဆိုတော့ဒီဗီဒီယိုတွေမှာဖြစ်ပါတယ်။နောက်တစ်ခုနောက်တစ်ခုအဲ့လိုပဲစေမကောင်းစရာကိစ္စလေးတွေပဲထပ်ပြောအောင်ပါနော်။ခင်ဗျားတို့မပြောရမလဲဆိုတော့ဟိုတိုင်းပြည်က အဖက်ဖက်ကယိုယွင်းပျက်စီးနှိမ့်ကျလာတဲ့အချိန်မှာတိုက်ပြည်ကယိုယွင်းပျက်စီးနှိမ့်ကျတိုင်းပြည်မှာရှိတဲ့လူတွေအလုံးစီလုံးညုံမှုမရှိကိုကိုကျိုးစည်းဝါတပိုးရဲသမားတွေများအဲ့လိုများတဲ့ခါကျတော့တိုင်းပြည်ကဟိုလူကစော်ကားဒီလူကစော်ကားဟိုလူကပြောဒီလူကပြောကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ခဲကျုံးမှာပေါ့နော်ဟိုအမိမဲ့သားအဖမဲ့သားသမီးတွေဖြစ်တယ်လို့ပြောတယ်။မိမဲ့အမိမဲ့ဖမဲ့သားသမီးတွေဟိုလူပုံလဲမှာမျက်နှာငြင်းရတယ်လို့ပဲ။ဟိုလူကစော်ကားဒီလူကစော်ကားဟိုလူကဒရုန်းနဲ့တွေ့တွေ့ခံရတယ်လို့ပဲ။ အဲ့ဒါအဲ့တော့ကမင်းပထွေးမင်းအောင်လိုင်းတက်ပြီးတော့ဖင်ရပြီးအာနာသိမ့်လို့ဖြစ်တဲ့ကိစ္စလေကျွန်တော်တို့ကအဲ့ဒီခန်းစားချက်ကိုကျွန်တော်ခန်းစားတတ်တယ်ခန်းစားမှုတွေခန်းစားနိုင်တယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ဘွားကြောင့်ကျွန်တော်ကောင်းသေးတယ်အဲ့တော့ကျွန်တော်တို့ခန်းစားရတယ်အဲ့ဒါမျိုးဆိုစိတ်ထဲမကောင်းဘူးအခုတိုင်းပြည်အဲ့လိုဖြစ်တဲ့ချိန်မှာနောက်ထပ်စော်ကားတဲ့နောက်ထပ်ပို့ပြီးတော့ကိုယ်တိုင်းပြည်ရဲ့အထုတ်ချအာနာကိုဟိုစောက်ပြီးမဆိုင်တဲ့ပုံစံပြောတာတွေကိုကြားရင်စိတ်ထဲမကောင်းဘူးအခုကုလသမဂ္ဂအတွင်းမှုချုပ်နော် ကုလသမဂ္ဂအတွင်းမှုချုပ်နော်ဂူဒဟိုဟာဘောအန်တိုနီယိုဂူဒါရက်ပေါ့နော်သူကမတ်လ15ရက်နေ့က ူကအဲ့ English ကိုခီးစင်မှာထည့်ပြောတယ်အဲ့ဒါပြီးတော့သတင်းစာရှင်းလင်းပွဲ19ရက်နေ့ညပါသတင်းစာရှင်းလင်း16ရက်နေ့မှာမနက်မှာလုပ်တယ်ပေါ့လေကျွန်တော်တို့ပဲ16ရက်ပေါ့16ရက်မှာသတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့သတင်းစာရှင်းလင်းပွဲမှာသူပြောရတဲ့စကားပေါ့နော်ဆိုတော့အဲ့စကားတွေမှာဘာပါသွားလဲဆိုတော့ AA ပေါ့ဗျာပို့လို့ပြော AA ပေါ့ပြောချင်တာ AA ပေါ့ AA နဲ့ပတ်သက်ပြီးသူပြောသွားတာဆိုတော့ဘင်္ဂလီရနေရပြန်နိုင်ဖို့ကိစ္စအတဲ့အတွက် AA နဲ့ဆွေးနွေးဖို့လိုအပ်တယ်အဲ့တော့ AA နဲ့ဆွေးနွေးမှာပဲတဲ့ဘာလို့ဆို AA ဆိုတော့ AA ရတဲ့ နော်တိကျအဖွဲ့အစည်းဖြစ်နေတယ်။ကဲဘောမာတွေကတော့သူတို့အပနဲ့လာမဆွေးနွေးလို့ဆိုပြီးပေါက်ဝဲနေပြီနော်။မင်းတို့အပကိုဆွေးနွေးစီရလားမင်းတို့အပရဲ့စင်တန်းရဲ့အရက်ကအမိမမမိရာကြီးကိုအဲအဲကြောင့်မလို့ဘင်းကြီးတွေနေရပြန်ရေးကိစ္စအကြတဲ့ဖြစ်ရှိဖို့ဆို AA နဲ့စကားပြောဖို့အတွက်လိုအပ်တယ်လို့သူယုံကြည်တယ်တဲ့။ပြောချင်တာ AA နဲ့သူစကားပြောမယ်ပေါ့။ဆိုတော့နတ်ဆက်ကအစိုးရနဲ့သာသူစကားပြောရင် AA နဲ့ကြာသူစကားပြောမယ်တဲ့။ဘာလို့ကြောင်လဲဆိုဘင်းကြီးတွေကြောင့်ညတင်းပြီတင်းပြီပေါက်ဝဲပြီသူအပနဲ့စကားမပြောလို့တဲ့။ပြန်တွေးကြည့်နော်။ခဲတော့တိုင်းပြည်မှာဘယ်တော့နာဖို့ကောင်းလဲဆိုတာနာကောင်းမဲမသိတော့တဲ့ကညာပညာအသိဉာဏ်အသိဉာဏ်နဲတဲ့အခါ နှလုံးသားအားနေတဲ့အခါအသိဉာဏ်အားနေတဲ့အခါအဲ့ကကိုကျိုးစီပွားအတ္တတွေများလုံးတဲ့အခါသူကပြောနေတာမင်းပေါ့မင်းပြောနေရလားမင်းပေါ့မင်းတွယ်ဝိုက်ပြီးနေနီးနေပြောနေရလားနားမယ်စကားတော့နားကောင်းမဲမသိတော့ထုံသွားတာစဉ်းစားကြည့်စမ်းဘလောက်ရှက်ဖို့ကောင်းလဲနော်နတ်သကအစိုးရနဲ့တော့စကားမပြောဘူးဘင်္ဂလီပြန်ဖို့ကိစ္စကိုအေးနဲ့ကြစကားပြောမယ်တဲ့နတ်သကအစိုးရနဲ့တော့စကားတစ်ခေါက်မှပြောလာလည်းမတူစကားပြောဖို့တော့မပြောဘူးနော်နတ်သကဆိုရနဲ့လာတွေ့မယ်ဆိုစကားတစ်ခုတော့ပြောဘူး Gudores ကအခုဘင်္ဂလီ issue နဲ့ပတ်သက်လို့ပြောတော့ AA နဲ့စကားပြောရမယ်တဲ့ပြောဖို့လိုရဲ။ဒါဆိုအ AA ရတဲ့ ိကြအဖွဲ့ဖြစ်တယ်တဲ့ဒါကြောင့်မလို့မွတ်စလင်တွေရဲ့ပြည်ရင်းတဲ့ကိစ္စပတ်သက်ပြီးတော့တဲ့အေနဲ့စကားပြောဖို့လိုအပ်တယ်လို့ကြေညာကြည့်ပါတယ်တဲ့နော်အဲ့တော့အေနေနေရပြောဖို့ကိစ္စတစ်ချိန်တော့ပဲပြောအလူသားတော်သာတော်ကူညီရေးဘာညာအဲ့ဘင်းကလေးကိစ္စကိုရှုံးရှုံးဝင်အောင်သူပြောတယ်နောက်ဆုံးသူပြောတဲ့စကားတခုဆိုပိုတော်ရီဖို့ကောင်းသေးတယ်လားပိုတော်ရီဖို့ကောင်းသေးတယ်ဘင်းကလေးတွေကိုအကူအညီဖက်တော့တယ်ဆိုတဲ့ကိစ္စအဲ့ရာဇဝမှုတစ်ခုပါတဲ့ဘင်းကလေးတွေအကူအညီဖက်တော့တယ်ရာဇဝမှုဦးတဲ့ခဏစဉ်းစားကြည့်တယ်ဗျာအဲ့တော့ ဘင်္ဂလီတွေအကူကြီးဖျက်ထုတ်လိုက်တာရာဇမှုတစ်ခုပါတဲ့အဲ့တော့အဲ့ဒါကြောင့်မလို့တကဘာလုံးမှာရှိတဲ့လူတွေကတော့ဝိုင်းအောင်ပြီးတော့ကုညီပေးကြဖို့လိုအပ်တယ်ပေါ့ဆိုတော့အော်ခင်ဗျားတို့ရဲ့စဉ်းစားကြည့်တော့ဗျာဘယ်လောက်ရှက်ဖို့ကောင်းလဲမြန်မာတိုင်းကတော့လူတန်း90နဲ့တသက်ဦးစင်းရ90တန်းလုံးရဲ့ဘဝအနာဂတ်ရဲ့စောက်ကြီးဆိုင်ကြမလို့ဘူးဘင်္ဂလီတွေမကူညီတာမလို့ရာဇမှုဒါလည်းကျွန်တော်တို့တိုင်းပြည်ကမြန်မာနိုင်ငံသားတွေကနားရကောင်းမလဲမသိဘူးကဘာကြီးကကျွန်တော်တို့ဘယ်လိုမြင်နေလဲဆိုတော့ပဲကိုကိုဘယ်လိုကောင်းမလဲအဲ့အသိစိတ်အသိဉာဏ်ကိုချင်းစာတရားကိုချင်းတရားနောက်တစ်ခုက ိုကျိုးစီးပွားအတ္တနေပါမှုအဲ့ဒါတွေကမရှိတဲ့ခါကျတော့အကုန်လုံးသူများကကိုယ့်ကိုဒီလိုပြောတာတော့နားရကောင်းမှမသိဘူးကျွန်တော်တော့နားတယ်ဟာဒီကုန်းကဘင်္ဂလီကိစ္စမှာတော့ဒီကုန်းအသက်ဆံဖြစ်နေကဘာဝတော်သူကချိန်ချောက်လိုက်သေးတယ်ရန်စွန်းမှုတဲ့ဘင်္ဂလီဘင်္ဂလီလိုမကူညီတာဖြတ်တော့တာကူညီထောက်တာအဲမင်းတို့ဘုံမာတွေကတော့မင်းတို့ရဲ့အပေါ့ကိုလေးလေးသာသာမဆက်ဆံလို့နားရင်နားမှာပေါ့မြန်မာပြည်သူတွေကတော့နားကျင်စရာမရှိတော့ပါဘူးမင်းအွန်လိုင်းအာဏာသိမ်း2021ခုနှစ်ကစပြီးတော့အားလုံးဟာနားကျင်မှုတွေကအားလုံးထုံးနေကြပြီပြည်သူတွေအနေနဲ့မင်းတို့စစ်တပ်ကစစ်ကောင်းဆောင် မင်းအွန်လိုင်းစစ်ခွေးကောင်မရှိဖို့အရေးပဲလို့တဲ့ကြံတာကဘယ်နိုင်ငံကပဲဘာတွေပဲလာတိမ့်သိမ့်နေပြည်သူတွေကတော့လက်ခံပါပဲအမေရိကန်ပဲလာတိမ့်သိမ့်ဘယ်နိုင်ငံပဲလာတိမ့်သိမ့်အကုန်လုံးပေးလိုက်မှာအဓိကမင်းတို့အပစစ်ကောင်းဆောင်မင်းအွန်လိုင်းစစ်ခွေးမရှိဖို့ပဲဥတီထားနေတာဒါဟာပြည်သူတွေကမင်းတို့ဘောက်ပေါ်ထားတဲ့မြစ်တာတရားကြီးပေါ့ကွာရာဇဝမှုတဲ့မကူညီမဲ့ရာဇဝမှုတဲ့မြန်မာတွေ50တန်းကတော့တင်ကျင်သက်တွေဖြစ်ချင်တာဖြစ်ဆိုတဲ့သဘောမျိုးကြီးပြီးတော့ဒီလူတွေနေရပြန်ဖို့ကိစ္စတော့ကိုအေးအေးနဲ့လည်းစကားပြောအေးအေးနဲ့စကားပြောရမယ်အေးအေးနဲ့စကားပြောမယ်အေးအေးတရားဖွယ်တဲ့ ဆိုတော့နာဆာကနဲ့ဂူဒါရက်ကစကားပြောမယ်လို့စကားတခွန်းတော့မပြောခဲ့ဘူးအဲ့တော့နာဆာကကိုပို့နေပြောကတော့ပါနာဆာကကိုစောက်ပြီးမဆိုင်ဘူးကွာအေဦးတော့ငါစကားပြောမယ်အဲ့တော့ဘာဖြစ်မနေဘူးလားနာရကောင်းမှမသိတဲ့ခါကျွန်တော်တို့တိုင်းပြည်ကြီးကဒီဘင်္ဂလီ issue နဲ့ရှင်လာရင်မြန်မာတိုင်းနိုင်ငံလုံးကဘယ်လောက်ဘယ်လောက်တော့အောက်တန်းကြွားပါလဲဘယ်လောက်အစင်တန်းနှိမ့်ကြွားပါလဲဘင်္ဂလီတွေကကဘာမှာသူတို့ကသူတို့ရဲ့သူတို့ကကျွန်တော်တို့ရှင်လိုက်မြန်မာတိုင်းနိုင်ငံလုံးက50တန်းနဲ့ဒီပင်ကလေးတန်းသောပမာဏအဲ့လောက်နဲ့ရှင်လိုက်တဲ့အခါဒီတန်းကရှင်တိုင်းရဲ့နံပါတ်1 50တန်းလောက်တည်လဲဘာမှမဖြစ်ဘူးဆိုပုံတိုင်းကြောင့်ကြည့်တော့ကုလသမဂ္ဂရဲ့တွင်းမှုချုပ်ကဆွဲတင်သွားပြီ ရဲမင်းတို့ဘောမိုင်အနေနဲ့အခုချိန်မှမြန်မာနိုင်ငံကြီးဘယ်လောက်ထိအောက်တန်းကျနေဆိုတော့စကားကိုမပြောနိုင်တော့2021ခုခုနှစ်ရဲ့အရှေ့ပိုင်း2025 2020မှာမြန်မာနိုင်ငံကိုအထက်ပိုရောက်ရှိဖို့အတွက်ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကကျူးစာနေတဲ့အချိန်မှာမင်းတို့ကခွေးကျင်ခွေးကျန်နေပဲနော်ကလပ်ဘန်ထိုးပြီးတော့ပြည်သူတွေတင်မြှောက်ထားတဲ့မေစုနဲ့သမရာကြီးကိုမင်းတို့အထက်ကိုထည့်တယ်ပြီးတော့မင်းတို့ ဟာစစ်ခွေးမင်းအောင်နိုင်ကလှုပ်ချင်တာတွေလှုပ်ထုတ်ရေးနိုးမှာထပြီးအကြံပေါ်ပြီးထုတ်တဲ့ဥပဒေတွေထုတ်ပြီးတော့မြန်မာနိုင်ငံတနိုင်ငံတော့ကလူတွေကိုစင်းရဲမွေးတီတဲ့နိုင်ငံပြေလှုပ်သွားတာအခုဆိုရင်မြန်မာနိုင်ငံကဘာအစင်တက်တရမှာအစင်းလဲဆုံးနေရာတစ်ခုတော့သွားချိတ်နေတဲ့အနေထားဖြစ်သွားပြီနော်အဲဒါတွေကိုကြည်ချင်းအဖြစ်မင်းတို့ကောင်းနေအကုန်လုံးလဲမင်းတို့ဘောမာတွေအကုန်လုံးမြန်မာနိုင်ငံကိုဖျက်ဆီးရတမိုင်းတရခံနေပြီဆိုတော့မင်းတို့မမေ့ဖို့လိုတယ်မင်းတို့ဒီနေ့ကြရင်ပြည်သူတွေကထဲ့ကျင်ပြီးတော့မင်းတို့ပြစ်ဒဏ်ပြီးတော့ခံရလိမ့်မယ်ဘာလို့မဲဒီဗီဒီယိုလေးမှာကတော့ဗိုလ်ကြီးညမျိုးစင်ရဲ့ပြည်သူတွေကိုပေးတဲ့အရင်တစ်တစ်ခုဖြစ်တဲ့စကားလုံးတွေကို နဲ့လည်းမျှဝေပေးလဲဖြစ်တဲ့အတွက်မကြည့်ရတဲ့မျိုးတွေကျွန်တော်တို့ကြည့်တော့ရပါတယ်။နှစ်ပေါင်း80ကြာမှာဒီကြိမ်ပြန်ကြုံလာရတဲ့ဖက်စစ်ဒေါ်လန်ရေးတတားဒီတူပေါင်းတို့ခင်ဗျာကျွန်တော်တို့ဘိုးဘီလက်ထက်တုန်းကလည်းဒီဖက်စစ်စနစ်ကြီးကိုဒေါ်လန်တက်ခတ်ခဲ့ကြတယ်။အခုကျွန်တော်တို့မြေးတွေမြေးတွေလက်ထက်မှာလည်းပဲဒီဖက်စစ်ဒေါ်လန်ရေးကြီးကိုကျွန်တော်တို့ပြန်လည်ဆင်နွှဲကြရတယ်။ဆိုတော့လေးနှစ်ကျော်ကြာလာခဲ့ပြီကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးလည်းပဲဝိမန်းစင်းရဲခက်ခဲကြမ်းတမ်း တကယ်ကိုပဲတသက်မှာတစ်ခါမှမကြုံဘူးတဲ့ဆိုတော့ဆိုးရလာတဲ့နေသားတွေလည်းကျွန်တော်တို့ဖြတ်တန်းနေကြပါပါတယ်အဲ့တော့ပြည်သူဘက်တော်သားတယောက်အနေနဲ့ဖက်စစ်တော်လိုင်းတပ်သားတယောက်အနေနဲ့ပြည်အောင်စုနိုင်ငံတော်တစ်တိဆောက်ဖို့မျော်လင့်ကြိုးပမ်းနေတဲ့နိုင်ငံသားတယောက်အနေနဲ့နောက်တစ်ခါစစ်သားဟောင်းတယောက်အနေနဲ့ပြည်သူတရားလုံးကိုသိခွန်အားလည်းဖြစ်စီစစ်သားဟောင်းတယောက်ရဲ့ပြည်သူတို့တုံ့တက်တင်ပြချက်သဘောလည်းဖြစ်စီချက်လက်ချုပ်ပြောပြကြပါတယ်အဲ့ဒါတော့အွန်ဘူဟာခင်မ အွန်လိုင်းထူနိုင်မယ်ဆိုတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်အခုလက်ရှိလီဒီရပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပါ ERA တိုင်းလေးမျက်နှာဖြီကို AA နဲ့ BDF ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာတဲ့အနေထားစစ်တွေမျိုးကြလူကြခင်တည်င်းတွေတက်နေတဲ့ပုံနောက်ညောင်ကျိုးဘကိုတိုင်းပြည်ပန်းပြည်အုပ်ချုပ်ပင်ညောင်ကျိုးစခန်းကို AA တပ်ဖွဲ့ဒေါ်လိုင်းတပ်ဖွဲ့က AA တပ်တော်ကသိမ်းပိုက်ရရှိပြီဆိုတဲ့ထုတ်ပြန်ချက်နောက်တခါနှထိုးကြီးမျိုးနဲ့ဖက်တပင်မှာလည်းပဲ PDF တွေလက်ဆွမ်းပြလို့ဗိုလ်မှူးတွေဗိုလ်ကြီးအပါအဝင် ဆယ်ဆယ်ကနန်းနဲ့ချီပြီးတော့ရှင်ဖန်းစီရမိတယ်ဆိုတဲ့ဖက်စစ်စစ်ကောင်စီတပ်သားတွေကိုဖန်းစီရမိတယ်ဆိုတဲ့တဲ့င်းလူတီတရနှစ်ရတော့တဲ့မှာပဲဖြစ်ပေါ်လာတဲ့ကတာကတာက KIA တပ်ဖွဲ့တွေတမခုံခုံကိုစီးနင်းတိုက်ခိုက်မှုမှာအဲဒီ34ဦးအရှင်ဖန်းစီရမိတယ်ဆိုတဲ့ပုံရိပ်ပုံတွေနောက်ကင်းပြည်နယ်ဘက်မှာ KNU ရဲ့ဖိုးစစ်ကြောင့်ခြေကုပ်စခန်းကြီးတစ်ခုကိုသိမ်းဆီးရမိပြီးတော့အဲခြေကုပ်နေဆက်ဆောက်စခန်းကြီးကစစ်သားတွေစံဖက်ဖက်စစ်တပ်သားတွေထိုင်းနိုင်ငံဘက်ကိုဖက်ပြေးသွားတယ်ဆိုတဲ့ ဖက်ပြေးသွားတယ်ဆိုတဲ့ပုံဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အားလုံးဟာဖက်စစ်တက်တဲ့လက်ချီဖြစ်ပေါ်နေတဲ့သူတို့အတွင်းကစိတ်ခံစားချက်တွေကိုကျွန်တော်တို့ခံမှန်းတွေးဆသိရှိလို့ရနိုင်မှာဖြစ်ပါတယ်ဒီတစ်ချိန်တည်းမှာပဲကဘာကြီးဖြစ်ဘာတွေဖြစ်နေလဲဆိုတာကိုလည်းကျွန်တော်တို့သိဖို့လိုပါတယ်ဘွားကြီးဘာတွေဖြစ်နေလဲအခုစင်ကာပူနိုင်ငံသားကြီးဝန်ကြီးကထုတ်ပြန်ပြောဆိုတဲ့ဟလာဘယ်လိုခေါ်မလဲအင်အားကြီးနိုင်ငံတွေစုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့စနစ်တစ်ခုကိုဥတည်ပြီးသွားနေတယ်ဆိုတော့အဲသဘောတွေ့ပါလိမ့်မယ်ဒါကိုလည်းပဲကျွန်တော်တို့ကကဘာကြီးဘာဖြစ်နေလဲ ဘာဖြစ်လာနိုင်လဲအင်အားကြီးနိုင်ငံတွေဘယ်လိုစုဖွဲ့ပြီးဘယ်လိုသွားနေလဲအမေရိကန်နိုင်ငံမှာလက်တတော် Liberty ရုပ်တုကြီးကိုပြည်ထောင်နိုင်ငံကပြန်တောင်းနေဆိုတဲ့အထိဒင်းမာလာတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟူဒီတပုံတွေရှိတဲ့နေရာကိုအမေရိကန်စစ်တပ်ကအပြင်းထန်တိုက်ခိုက်လာတဲ့အချိန်မှာဟူဒီမနဲ့ပဲအဲတမတဆွိုင်းကဟူဒီတပုံကမီတီတိုက်ခိုက်မှုမျိုးမဆိုအီရန်နိုင်ငံကအမိန်ပေးတယ်လို့ယူဆမယ်ဆိုတဲ့သဘောထားမှတ်ချက်ဒါရီချင်းချင်းအပြင်ကမ္ဘာကြီးရဲ့အခင်းချင်းဟာလည်းပဲအဲအချိန်အမြန်မြန်ဆန်ဆန်တော့တဲ့မှာပြောင်းလဲသွားနိုင်တဲ့အနေအထားတွေရှိနေတာတွေ့ရပါမယ်ဒီအချိန်ဒီမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့ ဆိုးဝါးဆုံးဖြတ်တန်းနေရတဲ့အခြေအနေတွေကနေအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အောင်ပြူဟာတွေခင်းဖို့လိုပါတယ်။အောင်ပြူဟာတွေခင်းဖို့လိုပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့အောင်ပြူဟာနှစ်ချက်ကိုတူတူတင်ပြချင်ပါတယ်။အောင်ပြူဟာပထမနံပါတ်၁ကတော့ဖက်စစ်ချမ်းဖက်တပ်သားတွေဟာအင်းအားရတောင်ကနန်းချီပြီးသူပြန်လဲစုဆောင်းနိုင်တယ်ဆိုပေမဲ့တချို့သောဘုံးတီးတွေနဲ့တချို့သောဖျားပြင်းအမြောက်အမြောက်တွေ drone တွေကိုရုရှားရဲ့အထောက်ပံ့နဲ့သူတို့ကူညီနိုင်တယ်ဆိုပေမဲ့ပြည်သူကိုတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့သူတို့မှာအကန့်အသတ်ရှိပါတယ်။အခုဆိုကပ္ပဆာ ဆက်ယုံကြီးတွေအထိကိုဥတီတိုက်ခတ်လာတဲ့ပူအောင်တက်တရဲ့ထိုးစစ်ကြောင့်ကပ္ပဆအလုံယုံတွေဗယံပတာနဲ့ရွှေပြောင်းနေရတာရက်ဆိုင်သွားတာတွေရှိနေပါတယ်။ဒါကြောင့်သူ့အနေနဲ့တနင်္ဂနွေလုံးကကိုအနံပြားလေရင်နဲ့တော်လကောင်းတာဝိပြအမြောက်တင်းတဲ့တော်လကောင်းဘုံကျဲဖို့ဟာအမတန်မှအကန့်တတ်တယ်ဖြစ်ပေါ်လာပြီးဖြစ်ပါတယ်။ဒါမင်းအောင်လိုင်ဖက်ကဒီဒီတကယ်ကိုပဲမြူဟာမြောက်ကြာဆုံးကန်းတိုင်တော့မဲ့တက်တယ်တခုဖြစ်တယ်။ဆိုတော့လူရင်ဟာရသူအတင်းတမပေါ်တာတွေဆွဲပြေရဖန်းစီစင်ခေါ်ရွာရီတေးတယောက်ဘယ်နှယောက်မထက်မနေရစစ်ခေါ်ပြီးတော့သူဘလို့ပဲ သူ့စစ်တီအင်အားကိုဖြည့်ဆွအောင်လုပ်ပါစီအခုဆိုသူ့ဆိုရှင်မြေပြင်မှာတွေ့နေရတိုင်းကျွန်တော်စီကိုချိတ်ဆက်လာတဲ့ဆက်သက်မှုတွေအရဆိုရင်တင်းနှန်းကြောင်းမှာကလေးကအတင်းတမဆူဆောင်းခံရတဲ့ဒီလူတစ်တွေပြည်သူစစ်တွေဟာဖက်ပြေးဖို့စူးစမ်းနေကြတာဖြစ်တယ်အခုကြည့်ကတာမှာဖမ်းဆီးရမိတဲ့30ကျော်ထဲမှာဗီဒီယိုဖိုင်တိုလေးကိုပဲကျွန်တော်တို့ကြည့်ကြည့်လိုက်အားတချို့သူဒူးထောက်လေးစားနေဟာကျွန်တော်တို့ဘယ်နှယောက်ကြံသေးတဲ့တောထဲမှာပုံနေကြတာကျွန်တော်တို့လက်နဲ့တရောင်းတယ်လာခဲ့တာပါဆရာတို့အဲပြောနေလက်ထောက်ဒူးထောက်ထားနေသူတို့ဟာဖက်ပြေးလာကြတာအွန်လိုင်းကျင်းလိုက်ဖြစ်ကြတယ်အခုတော့သူတို့ကဒူးထောက်ပြီးတော့လက်မြောက်တာဒီလောက်ပဲရှိသေးပြီဆိုပေမဲ့သူတို့နဲ့တူဖက်ပြေးလာလို့ဘယ်နှယောက်တောင်တောထဲမှာ စံနောက်တော့ကြံနေသေးတယ်ကျွန်တော်လက်နက်တွေရသလောက်တည်လာတယ်ဟောဒီစကပြောကိုကြည်ချင်းအဖြစ်တို့ဟာထွက်ပြေးဖို့တောက်လျှောက်စူးစမ်းနေကြတာဖြစ်တယ်တူချင်းလာမို့ဖို့အစုဖွဲ့လိုက်အစုဖွဲ့လိုက်ထွက်ပြေးပြီးတော့ဖေဟုတ်ပါမှာလေတောင်းလိုက်တဲ့ဘွဲရှိကိုထွက်ပြေးဖို့တိုက်ခတ်မှုဖြစ်တဲ့ချိန်မှာလက်နက်ချဖို့အစင်းသိရှိနေတယ်ဆိုရေးပုံရိပ်ကိုကျွန်တော်ခံမှန်းနိုင်မှာဖြစ်တယ်နော်ဒါတွေမကောက်သူလက်နက်ကိုရသလောက်တည်လာခဲ့ကြတယ်ဆိုတဲ့ message ဟာတို့အတ္တမစင်မှုတန်းချင်းဆွဲစီတာခံလိုက်ရတယ်တင်ထန်းတာတက်လိုက်ရတယ်တို့လုတ်တဲ့လုတ်ရခါမှားရင်းနေမှန်းသိတယ်သူတို့ကိုအတင်းသမားရိုက်နေဖန်းစီပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချင်းချောက်လို့သူတို့ဝင်လာခဲ့ရတာဖြစ်တဲ့အခုသူတို့လွမြောက်ရလမ်းဖြစ်တဲ့ တိတိမှုဖြစ်စဉ်တော်လိုင်းတက်ဖွဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာအသာတကြီးသူမဟုတ်အခြေအနေကိုမူတည်ပြီးလက်နက်ချလာတယ်လူတွေအမြောက်များပါလာပြီးသားတနတ်တွေကယူလာပြီးသားဖြစ်တယ်ဆိုတဲ့စကားတစ်ချက်ဟာကျွန်တော်တို့အတွက်ကယူတတ်လို့ရှိရင်ဒါဗျူဟာအမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ်နောက်တစ်ခါထပ်ကြည့်အောင်နောက်ထပ်ဒူးဆောင်နေတဲ့တယောက်ကိုထပ်ပြောပါသေးတယ်အော်တပြည့်ဟာဆိုရင်လည်းထွက်ပြေးတာဘယ်နှကြိမ်ရှိပြီတဲ့ပြန်ပြန်ဖမ်းပြီးတော့အတင်းပြန်ထည့်လို့ပါခင်ဗျာအော်တပြည့်ဟာဒီကိုသူတပြည့်ပါတော်လိုက်တက်ဖွဲ့တွေကိုဒူးဆောင်ပြီးတော့တပြည့်ဟာကြည့်လိုက်လို့ရှိရင်သူတို့အားလုံးရဲ့မျက်နှာတွေဟာတကက်ကျက်ဆက်ကြမ်းကြုတ်မှုမှာယင်ပါဒီသားကြနေတဲ့လူရန်က ဒီဖက်စစ်လက်ပါစီစစ်စစ်တွေပုံမဖောက်ပါဘူး။ဒါကျွန်တော်တို့ဘက်ကကိုချင်းစာပြီးတစ်ချက်ကြည့်ရမှာပေါ့နော်။ဒါတချို့ကတော့ပြောမှာပေါ့ဒီကောင်လေးစောကြီးတက်တော်နေမြေမှာမွေမဲနဲ့ပေတေပြီးတော့မြို့ပြမှာဖက်စစ်အောင်မှာနေပြီးနေသားနေသားသလိုနေခဲ့ကြတာအခုတော့အတေတော်ဖမ်းဆီးခံခဲ့ရတာပဲ။ခံဖို့ဆိုတချို့ကပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ်နိုင်ငံသားအားလုံးဘက်ကသူတို့ဒီမြို့ပြမှာကြံနေသေးတဲ့လူဒန်းစားတချို့ကိုလည်းပြန်ကြည့်ရအောင်မှာဖြစ်တယ်။အကုန်လုံးတော်လိုင်းနေပေလားအော်။တော်လိုင်းနေပေမှာလူအကုန်ကြီးတန်းလက်ရှိရောက်လာတယ်ထား။ဘာနဲ့ကြွေးမလဲ။လက်နဲ့ဘယ်မှာရှိမလဲ။အခုတော့ရောင်းနေမိသားလူတော်လက်နဲ့မလုံလောက်လို့အမြတမ်းခက်ခက်ခက်ကြိုးစားနေရဆိုတော့ သူတို့တွေခက်ကလည်းတော်လိုင်းနယ်ပယ်သွားပြီးတိုက်ကြရအောင်ဆိုတော့လက်နက်မရှိသေးတဲ့ကာလနိုင်ငံတကာအကူအညီမှုမရသေးတဲ့ကာလမျိုးလို့သူတို့မျိုးပြမှာညီချမ်းခဲ့တာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့